အားလုံးမင်္ဂလာပါခင်ဗျမနေ့ညကအီတန်ကနေပြီးတော့အစည်းကိုပက်ထင်းဒုံးကြီးအစင်းပေါင်း150ကျော်ပြစ်လွတ်ပြီးတော့တိုက်ခိုက်ခဲ့တဲ့တဲ့င်းနဲ့ပတ်သက်ပြီးအီရန်ရဲ့စစ်ဘက်ဆိုင်ရာဌာနယုံကျုပ်ရဲ့ထုတ်ပြန်ကြမှာတော့ကျွန်တော်တို့အစည်းကိုတံပြန်တုံ့ပြန်တိုက်ခိုက်မှုချက်ချင်းပြုလုပ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုရဲ့နာမည်ခေါင်းစဉ်နာမည်ကတော့ option 2 promise 3ဆိုပြီးတော့ပေးထားတယ်ခင်ဗျာနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ အစည်းရဲ့စစ်ဘက်ဆိုင်ရာဌာနရုံးချုပ်တွေအစည်းရဲ့အစည်းစစ်တပ်ရဲ့မိသားစုဝင်များနေတဲ့တန်းရာတွေနောက်တစ်ခုအစည်းရဲ့မောဆက်ရုံးနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့အစည်းရဲ့ယူရေနီယံတန့်စင်နဲ့နျူကလ িয়ার ဆက်ယုံတွေကိုအဓိကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့ကြောင်းလဲအီရန်စစ်ဘက်ဆိုင်ရာအခြေစိုက်ရုံးချုပ်ကနေထုတ်ပြန်ထားပါတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီးအားလုံးကိုတိတိကျကျသိစေချင်လို့ကျွန်တော်ရုပ်တံအများစုလည်းထည့်ပေးထားပါတယ်အဓိက ပေါက်ကွဲမှုအပြင်းအားအကြီးစားပေါက်ကွဲမှုနေရာတွေကတော့ကစေးရဲ့စစ်ဘက်ဆိုင်ရာမိသားစုဝင်များနေတဲ့တန်းရာတွေကိုအဓိကပေါက်ကွဲသွားကြောင်းလည်းသိရတယ်ခင်ဗျဒါနဲ့ပတ်သက်ပြီးတော့အသေးပြောက်စီးရင်ကတော့တိတိကျကျကစေးကထုတ်ပြန်ထားခြင်းတော့မရှိသေးဘူးဗျတန်းရာရရှိတဲ့သူ20ဝန်းကျင်ရှိကြောင်းလည်းကစေးဘက်ကနေထုတ်ပြန်ထားတာတွေ့ရတယ်သေဆုံးသူတဦးပဲတွေ့ရှိသေးကြောင်းကျွန်တော်တို့ပြိုကျပျက်စီးနေတဲ့ ကျွန်တော်တို့ပြိုကျပျက်စီးနေတဲ့အဆောက်အဦတွေကြားကနေပြီးတော့လူတွေဆွဲထုတ်နေရကြောင်းလဲအစည်းအခြေစိုက်သတင်းဌာနအချို့ကတင်ထားတာကိုကျွန်တော်တို့တွေ့ရှိပါတယ်ခင်ဗျဒါနဲ့ပတ်သက်ပြီးတော့အားလုံးကိုသိစေချင်လို့ကျွန်တော် share ပေးခြင်းလည်းဖြစ်ပါတယ်ဒီအီရန်ရဲ့စစ်စင်ရေးကမနဲ့မိုးလင်းတဲ့အချိန်ထိအစည်းရဲ့မြို့ကြီးတွေဖြစ်တဲ့ဂျေရုဆလင်ဟိုင်ဘာတေးဗစ်လိုမြို့ကြီးတွေပေါ်မှာဆက်လက်ပြီးတော့ပထိန်တုံးကြီးများစွာက ရောက်ရှိနေကြောင်းလဲတွေ့ရပါတယ်ခင်ဗျအီရန်ရဲ့စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတဦးရဲ့ပြောကြားချက်မှာတော့ကျွန်တော်တို့အစည်းအကိုတိုက်ခိုက်နေတာအချိန်မြင့်တင်သွားဖို့ပဲရှိကြောင်း ၎င်းကအတည်ပြုပြောကြားသွားတာကိုလည်းတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကမ္ဘာပထဝီနိုင်ငံရေးလေးလာသုံးသက်သူတွေရဲ့အမြင်ကိုးကားချက်တွေကိုလည်းကျွန်တော်ရှယ်ပေးခြင်းပါတယ်ခင်ဗျ။အစ်စရေးကအီရန်နိုင်ငံရဲ့အဓိပတိခေါင်းဆောင်ကြီးတွေဖြစ်တဲ့စစ်ဦးသီးချုပ်တွေနောက်တစ်ခုကျွန်တော်တို့တက်ခွဲမှုတွေတက်မမှုတွေနောက်ပြီးသိပ္ပံပညာရှင်တွေနျူကလ িয়ার ဆွမ်းအင်ထုတ်လုပ်မှုပိုင်းဆိုင်ရာအဓိကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုအဓိကနှစ်စဉ်နှစ်တိုင်းတက်ဖြတ်လေးအစည်းကရှိကြောင်းကမ္ဘာပထဝီနိုင်ငံရေးလေးလာသုံးသက်ကိုးကားသူများကဖော်ပြထားပါတယ်။ ဒီအရေးတွေနဲ့ပတ်သက်ပြီးတော့အီရန်ကဈေးကိုတုံ့ပြန်မှုဆက်လက်ပြီးတော့ကြီးမားတဲ့တိုက်ခိုက်မှုတွေထပ်မံပြီးတော့ပြုလုပ်သွားမည်ဖြစ်ကြောင်းလဲကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်သူအများစုကဖော်ပြထားတာကိုတွေ့ရတယ်ခင်ဗျ။ဟုတ်ကဲ့ပါ။နောက်ထပ်ကျွန်တော်တို့ထူးခြားတဲ့သတင်းတစ်ပုဒ်အနေနဲ့ဂါဇာကမ်းမြောင်ခန်ယူနစ်ဒေတာတောင်ဘက်မှာရှိတဲ့အစည်းဇီယွန်ဝါရီအိုင်ဒီယာစစ်သားအများစုဟာနမည်ထိုးစစ်ထဲမှာမာကာဘာတင်ငါးကိုအသုံးပြုပြီးတော့၎င်းတို့ ပါလစီပိုင်နေနေကိုဒီဂရီချပြီးတော့ပြစ်ခတ်နေတဲ့မကဘတ်တင်ကားကိုအဲကစားတက်မဟာကတိုက်ခတ်ရေးသမားက105မမကြီးကိုအသုံးပြုပြီးတော့ပြစ်ခတ်တိုက်ခိုက်ရှင်းလင်းထားတဲ့ရုပ်တံ video file ကိုမနေ့ကထုတ်ပြန်လာတာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းအားလုံးကိုမြင်တွေ့အောင်ကျွန်တော်ဒီရုပ်တံလေးကိုထည့်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒါမနေ့ကဖြစ်သွားတဲ့အဲကစားတက်မဟာကတိုက်ခတ်ရေးသမားကထုတ်ပြန်လိုက်တဲ့ video ရုပ်တံလေးဖြစ်ပါတယ်ခင်ဗျာ။အင်တန်လက်တံပြောင်တဲ့ တရငါမမကြီးကိုအသုံးပြုပြီးတော့ဈေး ID ကမကဘာတင်ငါတစင်းကိုတိုက်ခိုက်ဖြက်စီးထားတယ်မြင်ကွင်းကိုမြင်တွေ့ရပါလိမ့်မယ်ခင်ဗျနောက်ထပ်လဲဈေးရဲ့ဒီစစ်ကန်တွေကိုပြစ်မှတ်ထားပြီးမော်တာကြီးအများစုနဲ့ပြစ်ခတ်တိုက်ခိုက်ထားတာကိုအေဂါစာတပ်မဟာကရုတ်တံနေထုတ်ပြန်ထားတဲ့အတွက်ကျွန်တော်အားလုံးကိုမြင်တွေ့ရအောင်ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျဒါကဂါဇာကမ်းရောင်ထဲမှာ နေနေချူချော်ဝင်ရောက်လာတဲ့ IDS စစ်သားအများစုကိုပြစ်မှတ်ထားပြီးတော့အေကာသာတပ်မဟာကတိုက်ခိုက်ရေးသမားတွေကတိုက်ခိုက်နေတဲ့ပုံရိပ်တွေကိုမြင်တွေ့ရအောင်ကျွန်တော် share ပေးခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျနောက်ထပ်အီရန်နဲ့အစိုးရစစ်ပွဲသတင်းနဲ့ပတ်သက်ပြီးတော့အမေရိကန်ဝါရှင်တန်ရဲ့ထုတ်ပြန်ချက်မှာတော့အီရန်ကအစိုးရပေါ်ကိုပဲထိန်တုံးကြီးယာနဲ့ချီပြီးတော့တိုက်ခိုက်ခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အီရန်ရဲ့ပဲထိန်တုံးကြီးအများစုဟာအင်တန်ပြင်းအားကြီးတဲ့ ဖိတ်ဖူးများကိုတက်ဆင်ထားကြောင်းလည်း၎င်းကပြောကြားခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့အစည်းအမရှိတဲ့မောဆက်ရုံကတောင်းဝင်ရှိတဲ့တောင်းဝင်ခံအများစုနဲ့စပတ်ဆိုင်ရာအခြေတင်ဆွေးနွေးမှုများပြုလုပ်သွားပြီးတော့အစည်းကိုအကောင်းဆုံးကာကွယ်ပြီးတော့ဖြည့်ရှင်းသွားရမယ်လို့လည်းပြောကြားထားတာကိုတွေ့ရတယ်ခင်ဗျ။အဲဒီအနေနဲ့တိုက်ခိုက်မှုကိုအဆုံးသတ်ဖိဖို့ချက်ချင်းရပ်တန့်ပေးဖို့အတွက်အမေရိကန်ဝါရှင်တန် DC မှစစ်ဘက်ဆိုင်ရာတောင်းဝင်ရှိတဲ့တောင်းဝင်ခံတအူးကနေပြီးတော့ပြောကြားထားတာကိုတွေ့ရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ ကမ္ဘာသတင်းမီဒီယာအများစုကရေးသားဖော်ပြနေတာကိုလည်းတွေ့ရတယ်ခင်ဗျ။ဒါကိုအားလုံးသိစေချင်လို့ကျွန်တော်ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ခင်ဗျ။နောက်ထပ်ထူးခြားတဲ့သတင်းကဘာလဲဆိုတော့အမေရိကန်ရဲ့အခုလက်ရှိအီရန်အစ္စရေးကိုတိုက်ခိုက်လိုက်တဲ့အချိန်မှာဒီအတန်းဒီအမေရိကန်ရဲ့စစ်ဘက်ဆိုင်ရာဌာနကနေထုတ်ပြန်ခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဇွန်လ23ရက်နေ့ညဇွန်လ23ရက်နေ့နနက်ပိုင်းပေါ့နနက်အစောပိုင်းကဈေးကနေပြီးတော့အီရန်ရဲ့ ဒီနျူကလ িয়ার ယူရေနီယံစက်ရုံတွေကိုဈေးကနေပြီးတော့တင်အားကြီးတဲ့လက်နက်တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်ကိုအကြောင်းကြားပြီးမှဈေးကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လဲဈေးရဲ့မောဆက်ယုံကထုတ်ပြန်ခဲ့တယ်အခုအီရန်ကလက်တုံပြန်တော့အီရန်ရဲ့ထိပ်ဖူးတွေကပြင်းအားကြီးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအမေရိကန်ကပြန်လဲပြီးတော့အီရန်ကိုထုတ်ပြန်လာတာတွေ့ရတယ်ဒါကိုအားလုံးမြင်အောင်လို့ကွင်းကွင်းကွက်ကွက်မြင်အောင်လို့ကျွန်တော်ရှင်းပြခြင်းလည်းဖြစ်တယ်နော်ပြောချင်တာကဈေးတိုက်ခိုက်တာကကောင်းတယ် အီရန်လက်တုံးပြန်တာကမကောင်းဘူးလို့အမေရိကန်ကပြောချင်တာအဲ့တော့အစည်းကအီရန်ကိုတိုက်ခိုက်ခဲ့တဲ့အချိန်တုန်းကအစည်းကိုပါဝင်ကူညီပံ့ပိုးပေးတဲ့နိုင်ငံဘယ်နဲ့နိုင်ငံရှိတယ်လို့အားလုံးထင်လဲအစည်းကအီတန်ကိုဇွန်လ23ရက်နေ့နနက်အစောပိုင်းကတိုက်ခိုက်ခဲ့တဲ့အချိန်တုန်းကအစည်းကိုအင်အားဖြည့်တင်ပြီးပါဝင်ပွေးခဲ့တဲ့နိုင်ငံအဓိကနိုင်ငံတွေကအမေရိကန်အမေရိကန်ပထမဦးဆုံးဒုတိယဗီတေတတိယပြင်သစ် နောက်ထပ်ကျွန်တော်တို့ဂျာမနီဒီလေးနိုင်ငံကအဓိကအစည်းကိုပါဝင်အားဖြည့်ပြီးတော့အီရန်ကိုတိုက်ဖို့အတွက်ဘေးကနေပြီးတော့ကူညီပံ့ပိုးပေးတဲ့နိုင်ငံကြီးဖြစ်တယ်။ဒါကိုလည်းကမ္ဘာသတင်းဌာနများစွာက အတီအလင်းပေါ်ပြရေးသားနေတာရှိပါတယ်ခင်ဗျာ။ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်ကအစည်းအီရန်ကိုတိုက်လိုက်တဲ့အချိန်မှာကျွန်တော်တို့အစည်းကိုမကူညီပါဘူးကျွန်တော်တို့နဲ့ဒါနဲ့မဆိုင်ပါဘူးဆိုပြီးတော့ဘူးညင်းခဲ့တယ်။ဗြိတိန်ပြင်သစ်ဂျာမနီ ်တော့ဒီနိုင်ငံသုံးနိုင်ငံကလည်းတိတ်တိတ်ဆိတ်ဆိတ်ပဲနေခဲ့တယ်နှုတ်ပိတ်နေခဲ့တယ်အခုဂါဇာကမ်းမြောင်ထဲမှာဖြစ်နေတဲ့စစ်ပွဲဂါဇာထဲမှာလူမျိုးတုံးတပ်ဖြတ်မှုကိုဗြိတိန်ကရှုံချတယ်သို့တော့ဗြိတိန်နိုင်ငံထဲမှာပြီးခင်ဗြိတိန်နိုင်ငံထဲမှာအင်္ဂလန်နိုင်ငံထဲမှာနော်အစည်းစစ်သားတွေကိုစစ်တင်တန်းပေးဖို့အတွက်၎င်းနိုင်ငံထဲမှာခေါ်ပြီးတော့စစ်တင်တန်းပေးနေတယ်ဒါကဂါဇာစစ်ပွဲစတဲ့အချိန်ကနေပြီးတော့ယနေ့အချိန်ထိပေးနေတယ်ဒါမဲ့အပြင်ဘက်မှာကြည့်မယ်ဆိုရင်အင်္ဂလန်ကတော့ဗြိတိန်နိုင်ငံကတော့ သူကပြောချင်တာကျွန်တော်တို့ကတော့ရှုံချပါလေဂါဇာကမ်းကြောင်ထဲမှာလူမျိုးတုံးတက်ဖြတ်နေတဲ့ဈေးကိုချက်ချင်းရက်ဖို့အတွက်အော်နေတယ်ဒါပေမဲ့စစ်တင်တန်းနေတော့ဈေး idea စစ်သားတွေကိုပြည်ထိုင်နိုင်ငံထဲမှာအချိန်ကျွန်တော်တို့ဂါဇာစစ်ပွဲစတဲ့အချိန်ကနေယနေ့အချိန်ထိပေးနေတယ်ဒါနဲ့ပတ်သက်ပြီးတော့ဘယ်သတင်းဌာနကမှပုံမပြခဲ့ဘူးပြဘလောက်ထိကြောက်စရာကောင်းလဲသတင်းအမှောင်ချမှုကြောက်စရာကောင်းလဲအပြင်ဘက်ကတော့လူတွေရှေ့မှာတော့မလုပ်ပြတာလို့ကျွန်တော်တို့ရှုံချတယ်ဒါကလူမျိုးတုံးတက်ဖြတ်မှုရှုံချတယ်နောက်ကမလုပ်ပေးနေကြတော့နောက်ကစစ်သားတွေကိုမွေးထုတ်ပြီးတော့အင်္ဂလန်ကနေမွေးထုတ်ပြီးတော့ ဈေးကို idea စစ်သားတွေကိုလွတ်ပေးနေတင်းတန်းနေပို့ပို့ပြီးတင်းတန်းနေပို့ချပြော် idea စစ်သားတွေကိုဒီကာစားကမ်းကြောင်တွေကိုလူမျိုးတုံးတက်ဖြတ်ဖို့အတွက်တော့လွတ်ပေးပြန်ကြည့်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 ပြန်လေးလာပြန်လေးလာပြန်လေးလာအကုန်သိလိုက်ကျွန်တော်ပြောတဲ့စကားကြီးခင်ဗျားတို့မဟုတ်ဘူးလို့ရင်ပြန်လေးလာအခုရင်ပြန်လေးလာဟုတ်လားပြန်လေးလာအိမ်မှာကျွန်တော်စီကိုအာကြီးမင်းပြောနေတာမှားနေတယ်လို့ပြောတော့လေးလိုက်အဲဒီ idea စစ်တာအများစုအများစုအင်္ဂလန်နိုင်ငံထဲမှာစစ်တင်တဲ့တော့ပေးနေတယ်။ဘယ်အချိန်ကပေးတာလဲ။ဂါဇာစစ်ပွဲဆောက်တဲ့အချိန်ကနေပဲယနေ့အချိန်ထိပေးနေတယ်။ ဒါကိုရက်မပြစ်ဘူးပြောချင်တာကလူမျိုးတုံးသက်ဖြန့်မှုကိုအားပေးအားမြောက်လုပ်နေတဲ့နိုင်ငံတွေထဲမှာအင်္ဂလန်ကလုံးဝဖယ်လို့မရတဲ့နိုင်ငံပြင်သစ်ဂျာမနီလက်နက်နဲ့ပတ်သက်ပြီးတော့ထိထိရောက်ရောက်အစည်းကိုကူညီပံ့ပိုးပေးထားတယ်နော်အမေရိကန်ရှေ့ကနေပြောတိုက်တဲ့လက်နက်ဝယ်လို့ရအောင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပြင်သစ်ကထောက်ပံ့ခဲ့နော်ဒါနဲ့ပတ်သက်ပြီးအများကြီးရှိတယ်နော်လှစ်တယ်ဒါကိုပြန်ပြီးလေ့လာရှာကြည့်ရင်တွေ့ရပါလိမ့်မယ်ဟုတ်ကဲ့ခင်ဗျထပ်ပြီးတော့နောက်ထပ်ပြောချင်တာက ဒီနိုင်ငံလေးနိုင်ငံကစုပေါင်းပြီးတော့အစည်းကိုအားဖြစ်ပြီးပြီးတော့အီရန်ကိုဆက်ပြီးတိုက်ခိုင်းတယ်အီရန်ကိုတိုက်တဲ့အချိန်မှာအီရန်ကအခုလက်ရှိတုံ့ပြန်လိုက်တယ်တုံ့ပြန်လိုက်တော့အီရန်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုကမ္ဘာနိုင်ငံတွေရှိတဲ့ဒီအမေရိကန်ဆိုနိုင်ငံမျိုးကထပြီးပေါ်ပြီးကျန်တဲ့အင်္ဂလန်လည်းပေါ်ပြီးပြင်သစ်လည်းအော်နေပြီးအစည်းကိုတိုက်လိုက်တော့အော်ကုန်ပြီးကုန်ထပြီးတော့ပထမအီရန်ကိုတိုက်တော့အကုန်ပါဇက်တွေပိတ်အခုထထွက်လာပြီစစ်ပွဲနဲ့ပတ်သက်ပြီးတော့အီရန်ရဲ့ထိပ်ဖူးတွေကတော့ အင်တန်ပြင်းအားကြီးတဲ့လက်နက်တွေကိုအသုံးပြုပြီးတိုက်ခိုက်တယ်လို့ဘာလို့ညာလို့တိုက်ပါပဲလေသူနိုင်ငံထဲမှာယူနီယံတန်းစင်စက်ယုံတွေကိုတိုက်ရိုက်လာပြီးတော့ပြစ်ခတ်တဲ့သိပ္ပံပညာရှင်နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုတိုက်ရိုက်လာပြီးတော့ပြစ်ခတ်ပြီးတိုက်ခိုက်သွားတယ်ဒီလက်တုံးပြန်မှုဟာထပ်ပြီးလာလေအောင်မယ်လို့အီရန်ကဈေးကိုတတိထပ်ပေးထားတယ်နောက်တစ်ခုအီရန်ကထပ်ပြီးတော့အီရန်ရဲ့စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတဦးကထပ်ပြီးတော့ပြောကြားထားတာပါလေအမေရိကန်စစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းတွေကိုပါကျွန်တော်တို့တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းပြောကြားထားတာကိုတွေ့ရတယ်စစ်ပွဲကဆက်ရှိဖို့ရှိတယ် ဘာဖြစ်ဆက်ဖြစ်လာမလဲဒီနေ့ညခဏနေမဆက်ဖြစ်လာမလဲဆိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ခင်ဗျဒီတင်းနေပတ်သက်ပြီးတော့အချိန်နဲ့တပြင်းကြီးထပ်ပြီးတော့ကျွန်တော်ရရင်ရတယ်လို့တင်ဆက်ပေးပါမယ်နောက်တစ်ခုကျွန်တော်တို့ဒီအီရန်ကိုအစည်းလာတိုက်တဲ့အချိန်တုန်းကဒီအစည်းရဲ့ Jet Fighter ဖြစ်တဲ့ကျွန်တော်ပထမညာတော့ပြောခဲ့တဲ့ S35 Jet Fighter ကို S35 Jet Legion ကိုနော်အီရန်ကနေပြီးတော့ပြစ်ချခဲ့တယ်အခုက အာဒီလေရင်ကိုရှာတွေ့ပြီဖြစ်တယ်နော် SSD လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလေရင်ကိုရှာတွေ့ပြီလေရင်မှုကိုတော့ကျွန်တော်တို့ဒီလေလေးနဲ့ခုံချလာတဲ့လေရင်မှုကိုတော့ကျွန်တော်တို့ဖန်ဆီးထားတဲ့လေရင်မှုကအမျိုးသမီးဖြစ်နေတယ်ဒါနဲ့ပတ်သက်ပြီးဘာတွေဆက်ပြီးတော့ဘယ်လိုဆောင်ရွက်မလဲဆိုတော့အတိအကျမသိသေးဘူးလေရင်မှုအမျိုးသမီးကိုတော့ဖန်ဆီးထားတယ်ထိမ့်သိမ့်ထားတယ်လို့ဒီတိုင်းရဲ့စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတို့ကထုတ်ပြန်ထားတယ်တရင်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုတိတိကျကျအချိန်နဲ့တရင်ကြီးထပ်ပြီးတင်ဆက်ပေးပါမယ်ဒီနေ့ဒီနေရာကနေပြီးတော့အားလုံးကိုတရင်များစွာကိုတထိုင်နဲ့တီးအောင်တင်ဆက်ပေးလိုက်ပါတယ်အထူးခြားဆုံးတရင်တစ်ပုဒ်ကိုပြောရမယ်ဆိုရင်တော့ အစည်းဝင်ကြီးနေတန်ယာဟုအပါအဝင်၎င်းမိသားစုဝင်များဘေကင်းလုံကြုံကြောင်းတင်ပြရှိပါတယ်ခင်ဗျ၎င်းတို့မိသားစုဝင်အလုံးစုံကဒီတန်ကလက်တုံးပြန်မယ်ဆိုတာကို ကြိုတင်သိရှိထားတဲ့အတွက်ကြောင့်ညေအောင်လိုင်ကောင်းအတွင်းတို့ဝင်ရောက်ပြီးနေရာယူပြီးအနားယူနေကြောင်းသိရှိထားရပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်တို့အစည်းဝင်ကြီးအစည်းကာကွယ်ရေးဝင်ကြီးအစည်းဂါဇက်အပါအဝင်ပါလီမန်လွှတ်တော်မှအမတ်များအလုံးစုံမိသားစုဝင်များပါ ၎င်းတို့မြေအောက်လှိုင်ကောင်းတဲ့သို့ဝင်ရောက်နေရာယူပြီးတော့ကြိုတင်ကာကွယ်ထားကြောင်းလည်းသိရပါတယ်။ဒီတဲ့ကတော့မောဆက်ယုံကအမည်မဖော်လိုတဲ့ဇေနိုင်ငံသားတဦးထုတ်ပြန်ထားတဲ့သတင်းတစ်ပုဒ်ဖြစ်ပါလိမ့်မယ်။ဒါနဲ့ပတ်သက်ပြီးတော့သတင်းမီဒီယာအလုံးစုံမှာအော်တောင်းတောင်းဖြစ်နေလို့ဇေဝင်းကြီးနေတန်ယာဟုနဲ့၎င်းတို့ရဲ့စစ်ဘက်ဆိုင်ရာအတိုင်းအဝိုင်းအားလုံးကမြေအောက်လှိုင်ကောင်းတဲ့သို့ရောက်ရှိနေကြောင်းသတင်းရရှိတဲ့အတွက်ကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးလိုက်တာပါခင်ဗျ။ဟုတ်ကဲ့ခင်ဗျာအားလုံးကိုကျွန်တော်ပြောချင်တာဒီညကနေဒုဝမသတိရဖို့နော် တို့ကမှအထူးသတိရပေးဖို့ကမ္ဘာကြီးငင်းချမ်းဦးနဲ့မြန်မာနိုင်ငံကြီးအေဂျင့်တာယာမှုအပေါင်းကြားရောက်ဖို့အတွက်တို့ကမှအထူးသတိရပေးဖို့ကျွန်တော်မြစ်တာရက်ခံပါတယ်လူသားမျိုးတွေအေးအေးချမ်းချမ်းနေနိုင်ဖို့အတွက်အထူးတော်သတိရပေးပါကျွန်တော်ဒါပဲထပ်ပြီးထပ်လောင်းပြောချင်တယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့ဖြစ်ပါစေလို့ပြောလိုက်ပါရစေ